ရိသက်အချစ်တော်မြန်မာနိုင်ငံဂုံစာ MMA fighter အောင်လာအန်ဆန်ဟာသူ့ရဲ့နောက်ဆုံးပွဲစဉ်ကို TKO နဲ့အနိုင်ယူခဲ့ပြီးတော့ကစားသမားဘွားကနေနှုတ်ဆက်လက်ပြသွားခဲ့တယ်ခံနာမှုတွေအပြည့်နဲ့ကစားသမားမြန်မာနိုင်ငံမှာ MMA အားကစားကိုလူအလုံးရဲ့စိတ်ဝင်စားမှုခံလာရတဲ့အထိလုတ်ပြနိုင်ခဲ့တဲ့ကချင်လူမျိုး fighter ဖြစ်တဲ့သူ့ရဲ့နောက်ဆုံးပွဲမှာလဲဒါ TKO နဲ့အနိုင်ရရှိခဲ့တယ်လို့ ပရိသတ်တွေကိုလည်းဒါသူရဲ့ကျေးဇူးတင်စကားတွေပြီးတော့ဒီမိသားစုကိုတန်ဖိုးထားပါဆိုပြီးတော့ပြောသွားခဲ့တဲ့စကားတွေနဲ့အောင်လအဆန်ဟာသူဘလို့လူမျိုးလဲဆိုတာကိုဆက်လက်ပြသသွားခဲ့တာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါရစေ။အွန်လန်အန်ဆန်ကသူ့ဘဝရဲ့နောက်ဆုံးဝမ်ချမ်ပီယံရှစ်ပွဲစဉ်ကိုကစားပြီးတော့ဒါသူအနားယူသွားခဲ့ပြီးနိုင်ပွဲလည်းရရှိခဲ့တယ် ဝမ်းချမျက်ရှိရဂုံပြုမှုပေါ့နော် Hall of Fame မှာလည်းထည့်သွင်းခြင်းခံခဲ့ရတယ်။လုံးဝထည့်ကိုထည့်သွင်းတဲ့ profile ကြီးကိုသူကပိုင်ဆိုင်ထားခဲ့တယ်ပေါ့နော်ပြီးတော့မြန်မာနိုင်ငံအတွက်ဆိုရင်တော့သူဟာဘလူးမတန်ဖိုးဖြတ်လို့မရတဲ့ Pioneer First Icon ဖြစ်တယ်ပေါ့နော်အဲ့တော့ One Champion ရှစ်နဲ့အတူမကြော်ကြားလာခင်ကတည်းက Online Anson ဟာဒီ American နိုင်ငံမှာသူပြိုင်ပွဲတွေရှင်းပြိုင်နေဟိုဒီသူ့သတင်းလေးလည်းကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အားကစားပရိသတ်တွေကတော့ပုံမှန်11 Channel တွေဖတ်တယ်11 Channel တွေတွေ့မှာ ပါဝင်တယ်ကျွန်တော်မမိနေတုန်းကအဲဒီကချင်ပြည်နယ်ကိုအွန်လိုင်းအဆင်လှူဒန်းတယ်ပေါ့နော်လှူဒန်းတဲ့သတင်းပေါ့လားဒီ MMA fighter တယောက်ဆိုပြီးတော့စပြီးတော့ဖတ်ဘူးတယ်ဆောင်းပါးတွေလည်းအနည်းငယ်သောဆောင်းပါးတွေပါဘူးတယ်ပေါ့နော်အဲ့တော့ဟိုအဲ့ဒီကလေးကသူကဒီ American နိုင်ငံမှာသူဖြတ်တန်းနေခဲ့ပြီးတော့နောက်ပိုင်းဒီ one championship စင်းနဲ့ကိုရောက်လာတယ်ပရိသတ်အချက်တော်ဖြစ်လာတယ်ကဘာကျော်လည်းဖြစ်လာတယ်အဲ့တော့လောလောဆယ်ပေါ့နော် UFC မှာ Joshua Van ရှိတယ် ဂျိုရှွာဗန်ကြော်ကြတဲ့သူ့ USC အတိုင်းဝိုင်းအတိမပြူတယ်ဒါပေမဲ့ USC ဆိုတာထိတ်ဆုံးအဲ့တော့ဟိုဂျိုရှွာဗန်အနေနဲ့ချန်ပီယံပွဲလဲထိုးရတော့မယ်အဲ့တော့အရန်ကို popularity မြင့်တက်နေတဲ့အချိန်ပေါ့နော်ဒါပေမဲ့အဲ့ဒီအရှိခစ်တော်က online answer အဲ့တော့ online answer က world MMA award မှာ international fighter of the year ဆုကို2018ခုနှစ်မှာရရှိခဲ့တယ်အဲ့တော့အဲ့ဒီ world MMA award ဆိုတာကနာမည်ကြီးဆုနာမည်ကြီးဆုပေးပွဲပေါ့နော်အော်ဒီ MMA လောကရဲ့တကယ်ထိပ်သီးဆုပေးပွဲတစ်ခုလို့ပြောလို့ရတယ် တော့အဲ့ဒီအထဲမှာမြန်မာနိုင်ငံအလံပါဝင်ခဲ့တယ်ပထမဆုံးအချိန်အဲ့တော့ online အဆင့်ရတဲ့နှစ်မတိုင်ခင်မှာအာရှနိုင်ငံတနိုင်ငံမှာမပါသေးဘူးပေါ့နော်အရှိတော့အာရှဆိုပူဆိုးပေါ့အခုချိန်ထိတော့ဒါအာရှနိုင်ငံဆိုရတာကျန်ဝေလီလို့ပါတယ်ပေါ့နော်ကျန်ဝေလီလို့ပါတယ်ဗလန်တီနာရှက်ချက်ကိုကကာဂျစ်စတန်ကိုကိုစားပြုတ်တယ်ကိုစားပြုတ်အလံပွင့်ထူတဲ့အတွက်သူ့ကိုလည်းထက်သွင်းလို့ရတယ်ဒါပေမဲ့သူတို့တောင်ဒါအရှိတော့အာရှမဟုတ်ဘူးအော်လိုင်းအန်ဆန်ကအရှိတော့အာရှကွန်ပျူတာ မြန်မာဂုံပြုအနေနဲ့ international fighter of the year ဆိုတော့တကယ်ထိတ်တန်းစုဖို့ရရှိခဲ့ဘူးတဲ့တူတဲ့သော fighter maybe ဒါ now နှစ်တွေမှာ breakthrough fighter of the year လို့စုတွေကိုဒါဒီနှစ်ဒီဒီနှစ်ဒီရာသီပေါ့နော်ဒီရာသီစုပွဲမှာမှာ Joshua Van ကဒီချန်ပီယံကပ်ကိုရယူပြီးတော့ရာကောင်းရယူနိုင်တယ်ဒါပေမဲ့လေအဲ့ဒီရှေ့ခက်တွေမှာတော့ online အဆန်က ရှစ်ဆောင်လမ်းပြဖြစ်ခဲ့တဲ့ pioneer ဖြစ်ခဲ့တဲ့ Joshua Van အတွက် Joshua Van လို့နောက်ထပ်လာလက်တန့်သော fighter ပေါင်းများစွာအတွက် inspiration ဖြစ်ခဲ့တယ်ပေါ့နော်ဒါတော့သူ့ရဲ့ fighter ဘဝပြောမယ်ဆိုရင်အများကြီးပဲပေါ့နော်ဒီအခုနောက်ဆုံးပွဲစဉ်ဆိုလဲကျွန်တော်တို့အထွေထူးပွဲကိုသုံးသပ်နေကြတော့မရှိပါဘူးတချို့လဲဒါအာလွယ်လိုက်တာဆိုပြီးသွားပုတ်လေလွင့်ပြောမယ်ပေါ့နော်အဲ့တော့အဲ့လိုလူလဲရှိဒါပေမဲ့ကျွန်တော်တို့ကအကောင်းမြင်စိတ်နဲ့ပဲကြည့်စေကျင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲကိုလည်းကိုအနိုင်ယူခဲ့တယ်နောက်ဆုံးဘွဲကိုအနိုင်နဲ့ပိတ်သိမ်းခဲ့တယ် ်တချို့ပွဲတွေလွဲတဲ့ပွဲရှိတယ်တချို့ပွဲတွေခက်တဲ့ပွဲရှိတယ်။နိုင်လာရှိတယ်ရှုံးနိုင်ရှိတယ်ဒါကဘဝပဲအလားအစံအဲ့ဒီဘဝကိုဖြတ်တန်းခဲ့တယ်။အဲ့ဘဝကိုအကောင်းဆုံးဖြတ်တန်းပြခဲ့တယ်လို့ပြောရမှာပေါ့။သူ့ဘဝမှာနေမြင်တတ်ကြအမျိုးမျိုးပေါ့နော်။အာဒီနမယ်ဆအရင်ပြီးတော့အုံးအုံးကြော်ကြားထင်ရှားလာတဲ့အချိန်မှာ Vitaly Big Dash နဲ့ပွဲမနိုင်ဘူးပေါ့နော်။ဒါပေမဲ့နောက်တစ်ပွဲမှာရန်ကုန်ကပွဲမှာကျွန်တော်နိုင်တယ်။ အာ bit dash ကတော်တော်လေးကောင်းတယ်ကစားသမားပါအဲ့တော့နိုင်ငယ်နိုင်ပြီးတော့ချန်ပီယံစဖြစ်ပြီးတော့နောက်ပိုင်းမှာနောက်ပိုင်းမှာနောက်ပိုင်းမှာကျွန်တော်တို့အောင်ပွဲတွေနဲ့အများကြီးပိတ်ဆက်ပေးခဲ့တယ်2 division champion လည်းဖြစ်ခဲ့တယ်အဲတကယ်ဒီ brand vera လို့ထိတ်တန်းပေါ့နော်ကဘာအဆင့်နာမည်ကျော်ကြားတဲ့အသက်ကြီးနေပေမဲ့ကဘာအဆင့်နာမည်ကျော်ကြားတဲ့ star မျိုးနဲ့လည်းသူအနိုင်ယူခဲ့တာမျိုးပြီးတော့ဒီ yushin okami လို့ usc မှာဒါ veteran တွေ usc က veteran ဟုတ်တယ်အသက်တော့ကြီးနေပြီဒါပေမဲ့လည်းသူတို့ရဲ့ level anderson silver လို့ ਨੇ ချခဲ့တဲ့ level တွေ rich franklin တို့ ਨੇ ချခဲ့တဲ့ level တွေပေါ့နော်အဲ့တော့အဲ့လိုမျိုးကြီးထိုးရတဲ့တမိုင်းဝင် fight တွေပေါ့နော်တမိုင်းဝင် fight တွေလည်းအများကြီးပဲဒီ one championship မှာလည်းသူရဲ့စံချိန်တွေအများကြီးပဲ two division champion လည်းဖြစ်ခဲ့တယ်အခုဆိုရင်တော့ဒါ hall of fame လည်းဝင်သွားပြီပေါ့နော်ဒါကတော့သူရဲ့ fighter resume သူကစားပြသွားခဲ့ရတဲ့တကယ်ကို world class အဆင့်ရှိတယ်ကျွန်တော်တို့မြန်မာမှာကြာတော့နည်းနည်းလေးပေါ့နော် world champion ဆိုဒီဘက်ကအုပ်စုတစုရှိတယ်ဝမ်ချန်ပီယံရှစ်ဆိုတာကကမ္ဘာမှာဆိုရင်ကမ္ဘာ ဒီ promotion တွေမှာဆိုနံပါတ်1က UFC နံပါတ်2က Bellator အစရှိတဲ့ဖြင့်ဒီလိုမျိုးပြောတဲ့အုပ်စုတွေလည်းရှိရပါတော့။ဘာလို့လဲဆိုတော့ဒီဘက်က MMA ဆိုတာကို online မှာစတည်တဲ့ပြိသက်ကြီးတခုလောက်အကဘာချန်ပီယံကဘာချန်ပီယံဆိုပြီးအရန်ခုံယူကြတယ်ပေါ့နော်။အဲ့တော့အဲ့လိုအချိန်မှာဒီဘက်ကအနည်းငယ်စာတက်ပေါ့စာတက်တယ်ဆိုတာဒီ MMA စာတက်ခြင်း UFC one championship စာတက်ခြင်းပေါ့နော်။အဲ့ဒီအပိုင်းနဲ့ပတ်သက်တဲ့စာတက်တဲ့လူငယ်တွေအဲဆရာကြီးတွေပေါ့နော်။အဲသူတို့တွေကအရင်ကတိုက်ခိုက် အာမပေါဘူးကွာအဲ့လောက်မကောင်းပါဘူးကွာဆိုတာမျိုးလည်းရှိခဲ့တယ်ကျွန်တော်တို့အများကြီးတွေ့ခဲ့ဘူးတယ်ဒါရီအကုန်လုံးကျွန်တော်တို့အကုန်လုံးဖြတ်သန်းခဲ့ဘူးပါတယ်အဲ့ဒီခေတ်ကာလာယူဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီဟိုးအောက်ခြေလူရန်စားလုံးဝဘာမှဒီအာကစားနဲ့ဘာမှမဆိုင်တဲ့လူကိုတော့ဒီအာကစားကိုကြည်ကျင်လာအောင်ဆွဲဆောင်နိုင်ခဲ့တယ်ဒီ force ကြီးတခုပေါ့နော်အဲ့ဒါကပဲဒီ one championship ကကမ္ဘာအဆင့်၄ပဲဖြစ်စီဖြစ်စီ၅ပဲဖြစ်စီဖြစ်စီကမ္ဘာပေါ်မှာတော့ထိတ်တန့် promotion နဲ့မှာပါတယ် ပြီးအောင်လာလို့ခေ A1 Championship ရဲ့ True Attack ခေပါလေ UFC လိုကတော့တကယ်ကိုစောင့်ကြည့်နေရတဲ့အဖွဲ့ SC ဖြစ်ခဲ့တယ်ပေါ့နော်ကောင်းလည်းကောင်းခဲ့တယ်အတူယူစရာတွေလည်းအများကြီးပဲသူတို့လည်းနေမြင့်တက်ကြရတော့ရှိတာပေါ့နော်အဲ့တော့အောင်လာကအဲ့ဒါအဲ့လိုမျိုးဟိုပါဝင်ခဲ့တာပေါ့ပြီးတော့သူ့ရဲ့ level ကိုကျွန်တော်တို့အလွန်ကျူးပြီးပေါ့နော်တချို့ကကြတော့လည်းကဘာအကောင်းဆုံးဆိုပြီးတော့ပြောခဲ့တာမျိုးတွေတော့ရှိတယ်ဒါပေမဲ့ဒါကမသိမနာလေလို့ပြောချင်တာဖြစ်တယ်ဒီဘက်ကသိနာလေလူတွေဘက်ကကြတော့အော်သူတို့ဒါဟာမသိမနာလေလို့ဆိုတာနဲ့ကျွန်တော်တို့နောက်ထပ်ဒီ knowledge sharing တွေလုပ် ပေးရပေါ့နော်လုတ်ပေးကြရတယ်လုတ်ပေးကြရင်လုတ်ပေးကြရင်အခုကတော့ကျွန်တော်တို့နိုင်ငံအနေနဲ့ဒါ MMA နဲ့ပတ်သက်လာတော်တော်လေးကိုသိတယ်တော်တော်လေးကိုကျွမ်းကျင်ကြတဲ့အခြေအနေဖြစ်သွားပြီပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်က1နဲ့ပတ်သက်ပြီးတော့ကျွန်တော်1တောင်ယူရလို့မဟုတ်ဘူးကျွန်တော်က USC ပဲပုံမှန်ကြည့်လေကြည့်ထားရှိတယ်ပေါ့နော်ကြည့်ရတယ်ပေါ့လေ1ကကြတော့တခြားအပူတွေလုတ်တယ်ပေါ့လေအဲ့တော့1 1 championship နဲ့ပတ်သက်လို့ဟို ကျွမ်းကျင်သူလည်းမဟုတ်ဘူးကျွန်တော်တာမပရိသတ်တွေလိုပဲအခုဒါပြဝေလို့ဆိုတာလဲကျွန်တော်ရဲ့ဒီပရိသတ်တယောက်အနေနဲ့ကျွန်တော်ရဲ့ကျွန်တော်ပေါ့အကုန်လုံးကို impact ရှိခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အပြင်မှာတော့တွေးခွင့်မရခဲ့ဘူးတီးခွင့်လည်းမရခဲ့ဘူးပြီးတော့ကျွန်တော်ကိုယ်တိုင်းသတင်းတောက်မဟုတ်ဘူးကျွန်တော်ဘယ်တော့မှဟိုသွားလို့မရှိဘူးပေါ့နော်တချို့သောဘောလုံးပွဲတွေကလွဲလို့ပေါ့အဲ့တော့အဲအဲ့လိုမျိုးလေးနေတာအဝေးကနေကြည့်ပြီးတော့သူ့ကိုသဘောကျတယ်အဲပြီးတော့သူပြောတဲ့စကားတွေနားထောင်ပြစ်တယ်သူ့ရဲ့ agent မှု ပြီးတော့ agent မှုရယ်ပြီးတော့သူ့ရဲ့ documentary မှာကျွန်တော်တို့ကြည်ရတာပေါ့နော်သူကတကယ် family man သူကလေးနဲ့သူသူအရန်ချစ်တယ်ပေါ့နော်အဒီလို့ခေါ်တယ်အဲသူသူမိမလည်းသူအရန်ချစ်တယ်အရန် agent နဲ့ပြီးသားစုဘဝတိဆောက်ထားတယ်လို့ကျွန်တော်တို့မြင်တွေ့ရတယ်အဲပြီးတော့ကလေးအရန်တည်ရယ်ဆိုပြီးတော့သူ့ကိုပြောကြတယ်ပေါ့နော်အဲပြီးတော့ဒီသူပြောတဲ့နေရာမှာကျွန်တော်မမိနေရကသူ့အမေအဲဒီသူ့အမေကပြောတယ်ပေါ့ဒါမိခင်မြတ်တာပေါ့နော်သူ့အမေကဟောတားရယ်ဒီ ချုပ်ခံထားရရင် tap လုပ်လိုက်ပါပေါ့နော်ကျွန်တော်အဲ့ရအရင်သဘောကျ tap လုပ်လိုက်ပါပေါ့ဟောအာအမေမစိုးရင်လည်းလုပ်လိုက်မယ်ကျွန်တော်ဆိုပြီး tap လုပ်မယ်ပေါ့နော်ပြီးတော့အောင်လာထပ်ပြောတယ်တကယ်တော့ကျွန်တော်ဘယ်တော့မှရှုံးမဖေးဘူးကျွန်တော် tap မလုပ်တာအမေစိတ်ကြမ်းတာအောင်သူ့မိရ11ညှက်ခံထားရချုပ်လုပ်ခံထားရတယ်ဆိုရင်ဒါအမေတဘာဝစိုးရင်ပါပဲပေါ့နော်အဲသူ့မိဘကရမြင့်တောင်မြင်ရတယ်အွန်လိုင်းရမြင့်တောင်မြင်ရတယ်ပြီးအွန်လိုင်းရ dedication သူပြောသွားတာလည်းကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုဒီလိုမျိုးဟာလေးတွေက အဲသူ့ကိုဟိုကျွန်တော်သဘောကျပါကျွန်တော်ကျွန်တော်ဖန်ဆုံးမိတဲ့အပုံရိပ်တွေဆိုတော့ကျွန်တော်အဲ့ဟာတွေပို့ပြီးဖန်ဆုံးမိတယ်ပေါ့နော်အဲ့တော့ရှုံးပွဲတွေနိုင်ပွဲတွေ technique တွေအဲဒီဟာကြီးလည်းရှိတာပေါ့ဒါပေမဲ့အခုပြောချင်လာကအဲ့ဟာလေးကိုကျွန်တော်သဘောကျတယ်ပြသူက family man ဆိုတာပေါ့အများနဲ့သူပြတ်တာခဲ့တယ်ပေါ့နော်အခုဒီနောက်ဆုံးပြောသွားရလဲသူ family အကြောင်းကိုသူထည့်ပြောသွားတယ်ပေါ့နော်အဲတော်တော်လေးသဘောကျမိတယ်ကျွန်တော်တို့အများနဲ့စိတ်ထဲထည့်ထားရမယ်ထည့်ထားသင့်တယ်ပေါ့နော်ထည့်ထားသင့်တဲ့စကားလို့ကျွန်တော်ယူဆတယ်ပေါ့လေပြီးတော့ um ဘယ်လိုပြောမလဲသူ ਨੇ ပတ်သက်လာရင်သူ့ရဲ့ resilience တွေကျွန်တော်မြင်ရတယ်ပေါ့နော်လက်မြင်တက်ကြရရှိတယ်အဲပြောမယ်ဆိုရင် तू အမြင့်ဆုံးအချိန် तू ရဲ့အကောင်းဆုံးအချိန်လို့ဖြစ်နေအုံးထနေအချိန်ဒါ Rainier နဲ့ကစားနေပွဲစားတိုင်းရှုံးနေသူ့ရဲ့ကပတ်တွေအဆုံးရှုံးနေပေါ့နော်ဒါပေမဲ့ဘူဘလိုပြောမလဲမပြီးဆုံးသွားဘူးသူ့ရဲ့ career က तू ပြန်လာတယ်ရှုံးနိုင်လည်းရှိရတယ်နောက်ပိုင်းမှာဒါ Amil Arwangun ကိုရှုံးနိုင်လည်းရှိတယ်ဒါပေမဲ့ ဘယ်လိုပြောလဲမေဝဲသားလိုမျိုးကြီးပွဲအကုန်လုံးနိုင်နေတာမျိုးဟာပြီလိုမျိုးကြီးပွဲအကုန်လုံးနိုင်နေတာမျိုးကလည်းသူတို့ရဲ့ဂုံတိတ်ခါတစ်ခုရှိတယ်သူတို့ရဲ့ဒါကသူတို့ရဲ့ legacy တစ်ခုပေါ့နော်အခြားသောဘက်မှာလည်းနိုင်လိုက်ရှုံးလိုက်လဲကြလိုက်ပြန်ထလိုက်မျိုးစုံပေါ့နော်အဲအဲ့လိုဟာတွေကိုပြသနေတဲ့အရာလည်းရှိတယ်ပေါ့နော်အောင်လိုက်အဆန်ကတော့အဲ့ဒီအရာကိုပြသခဲ့တယ်စပေါ်တဲ့က prodigy ဆိုပြီးတော့ online ဆိုပြီးတော့ပေါ်လာမျိုးလည်းမဟုတ်ဘူးလို့ပဲဒီ American နိုင်ငံသားမှန် promotion လေးတွေမှာ out promotion လေးတွေမှာကစားတယ်ချတယ်သူကငကိုရောကဟိုပါဘောပြားထိန်သိမ်းရေးလို့သားပေါ့နော်ပြားထိန်သိမ်းလို့သားအဲ့ကနေမှဒီဘက်ကိုပြန်ကူးလာတာပေါ့နော်ဒီတိုက်ခိုက်ရေးဘက်ကိုကူးလာတာသူစီမှာကျွန်တော်တို့အများကြီးအဲလူတယောက်လူသားတယောက်အနေနဲ့အကစားသမားတယောက်မဟုတ်တော့လူသားတယောက်အနေနဲ့ကြီးတဲ့အခါမှာစိတ်ဝင်စားကြရအများကြီးမြင်ရပါတော့။ဒါကတော့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်သူ့ကြီးလိုက်ရင်အဲ့ဒီအရာတွေအများကြီးတွေ့ရတယ်။အရန်လေးစားရတယ်လို့ပြောရလိမ့်မယ်။ပြီးတော့ဒီ MMA လောကအတွက်ကိုကျွန်တော်တို့ တကယ်ချနေတဲ့လူတွေရောအဲဒီတိုက်ခိုက်ရေးကိုစိတ်ဝင်စားပြီးတော့တိုက်ခိုက်ရေးသင်ယူနေတဲ့လူတွေကောအဲ့မဟုတ်ဘဲနဲ့ geo ပြည်သက်တွေအတွက်ရောဟိုးအားစားနဲ့ဘာမှမဆိုင်တဲ့ပြည်သက်တွေအတွက်ရောတက်ရောက်မှုတွေပေးနိုင်တဲ့အာဒီ inspiration ဖြစ်တဲ့ story တစ်ပုဒ်အဖြစ်ကျွန်တော်တို့မြင်တယ်ကျွန်တော်တို့လိုမျိုးဒါအားကစားသတင်းအားစားသတင်းတင်ဆက်သူတွေပေါ့နော်အားကစားနဲ့ပတ်သက်တဲ့အာစာရေးတဲ့လူတွေသူတို့ကျွန်တော်တို့အတွက်လည်းအများကြီး တွေးစရာတွေပေးတယ်ပေါ့နော် online answer ကတကယ်တော့ဆက်ပြောမယ်ဆိုရင်လည်းပြောလို့မကုန်နိုင်အများပြားလာတဲ့အချက်တွေ online answer ဆီမှာရှိပါတယ်အခုကတော့ကျွန်တော်ပွဲပြီးပြီးချင်းအဲကျွန်တော်ပြောမလို့ပဲကျွန်တော်စာလေးအောင်အတူလေး JB Facebook မှာတင်လိုက်သေးတယ်ကျွန်တော်ပြောမယ်လို့စဉ်းစားရယ်ဘာပြောရမလဲဆိုတာမျိုးပေါ့တခုခုတော့ပြောခြင်းတယ်ခုခုတော့ပြောခြင်းဘာပြောရမလဲဆိုတာစဉ်းစားပြီးတော့စိုးရင်စိတ်တခုရှိတယ်ဘာလဲဆိုတော့မလုံလောက်ပါပေါ့နော် online answer အကြောင်းပြောတဲ့အခါမှာမလုံလောက်ပါ online answer ရဲ့ tactics တွေလားချင်းကပ်ပုံတွေလေ့ကျင့်မလုံလောက်ပါ ဟိုစိုးရင်သိရှိအဲ့ဒါနဲ့ကျွန်တော်တင်တာနည်းအောင်ကြားနေတာနည်းနည်းလေးကြားပြီးတော့မှကျွန်တော်အယူအဆဆုံးကျွန်တော်ရဲ့ခံစားချက်ကိုကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ဖန်ဆုံးမိတဲ့ပုံရိပ်တွေကိုပြောပြလိုက်တာကအယူအဆဆုံးနဲ့အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်အခုလိုမျိုးလေးပဲကျွန်တော်မြင်တဲ့ဟာဒီပိုင်းအပိုင်းအစတွေတော့ဖြစ်နေလိမ့်မယ်ဒီပိုင်းတစပဲဒါပေမဲ့အဲ့လိုမျိုးပဲဟိုပြည်သက်တွေမှာလည်းအဲ့လိုမျိုးအောင်လာနားသွားပြီးဆိုပြီးတော့တွေးလိုက်တဲ့အခါမှာတွေးမိရရှိမယ်ပေါ့နော်အမအောင်လာနဲ့ပတ်သက်တဲ့အမှတ်တရတွေ လူပဲဖြစ်ဖြစ်ဘေးတက်ကိုစပြီးတော့နိုင်လာပဲဖြစ်ဖြစ်ဒီမှာဘလာသာမှာတွေ့ဘူးတာပဲဖြစ်ဖြစ်ဒီဟိုတယ်တွေမှာတင်းတာရှင်းလင်းပွဲတွေမှာတွေ့ဘူးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ Prenavera ကိုနိုင်တာပဲဖြစ်ဖြစ်အများကြီးပဲပေါ့နော်တယောက်တယောက်နဲ့အဲ့လိုမျိုးအစိတ်အပိုင်းတွေကတော့ plus 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 ဆိုပြီးတော့ပေါ်လာမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းအဲဒီကျွန်တော် apple plus ဆိုပြီးပေါ်လာတဲ့အရာလေးတွေအဲကျွန်တော်မှတ်မိနေတဲ့ကျွန်တော်ဟိုဘယ်လိုပြောမလဲအဲ့အရာလေးတွေကျွန်တော် ောက်တင်ကောက်ပြီးတော့ဗောနော်အဲ့ဒါလေးကိုတင်ဆက်ပေးလိုက်တာဖြစ်ပါလေပရိသတ်တွေအနေနဲ့လည်းအဲ့လိုမျိုးအခိုက်အတန့်လေးတွေအဲ့လိုမျိုးဟာလေးရှိရင်ကိုယ်မှမမှန်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ကြည့်ရှုပေးခဲ့တဲ့တော့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ